နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလှိုက်လဲစွာကြိုဆိုပါတယ်။ကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။မေလာ၁၇ရက်တနင်္ဂနွေနေ့ ဘောက်ချန်ခန်းကြီး29အငွေ30မှ35လေယာဒီအမုန်းခံရသည်ကိုသာရဖျားတိမြင်၍တားဖွာရသောအခွင့်ကို ပေးတော်မူ၏ရာခေလမူကမြုံ၏လေယာဒီပရိဒိတိယူသည်ဖြင့်သားကိုဖွာမြင်၍ရူဘင်အမိဖြင့်မဲ့လေ၏အကြောင်းမူကားသာရဖျားသည်ငါ၏ဆင်းရဲခံခြင်းကိုအမှန်ကြည့်မြင်တော်မူပြီးတို့ဖြစ်၍ယခုငါလင်သည်ငါ့ကိုချစ်လိုက်မည်ဟုဆိုသည် တဖန်ပရိဒိရေယူပြန်၍တားကိုဖွာမြင်တော့ငါသည် အမုန်းခံရချောင်းကို ထာရဖျားကြားသောကြောင့်ဤတားကိုလည်းပေးသနာတော်မူပြီးဟုဆိုပြီးလျင်ထိုတားကိုရှိမောင်မိဖြင့်မဲ့လေ၏တဖန်ပရိဒိရေယူပြန်၍တားကိုဖွာမြင်တော့ငါလင်အားတားသုံးယောက်ကိုငါဖွာမြင်သောကြောင့်ယခုတခါသူသည်ငါနှင့် ပေါင်းဖော်လိမ့်မည်ဟုဆို၍ထိုတားကိုလေဝိအမိဖြင့်မဲ့လေ၏တဖန်ပရိဒိရေယူပြန်၍ သားကိုဖွားမြင်သော ထာရဖျားကိုယခုငါချီးမွမ်းမိဟု ဆိုသည်ဖြစ်၍ထိုသားကိုယုဒအမိဖြင့်မဲ့လေ၏ထို့နောက်သားပြက်၍မဖွားဘဲနေ၏သောရဖျားကိုယခုငါချီးမွမ်းမိဟုဆိုသည်ဖြစ်၍ထိုသားကို ယူဒအမိဖြင့်လေအားမှဲ့လေ၏ ကဘာဦးချံအခန်းကြီး29အခန်းငယ်35မိခင်တူဤပြန်ပြောင်းတွေးတောဆင်ခြင်ခြင်းမိခင်တူအနေနဲ့ခံစားခဲ့ရတဲ့ချွတ်ယွင်းချက်များနဲ့ကြာရှုံးမှုတွေကို ပြန်သတိရစေလို့မိခင်များနေ့ကိုကျမတကယ်မကြိုက်ဘူးဟုကလေးသုံးယောက်မိခင်ဒေါ်နာက ပြန်ပြောင်း တွေးတောရင်းပြောသည်ဒေါ်နာသည်မြင့်မားသော မျော်လင့်ချက်များဖြင့် သူမ၏မိဘအုပ်ထိန်မှုဘဝကိုစတင်ခဲ့တော်လေလက်တွေ့တွင် ထင်ထားသလောက်မလွယ်ကူခဲ့ပါသူမကအမေတယောက်ဖြစ်ရတာတကယ်ကို အခက်ခဲဆုံးပါပဲကလေးတယောက်ဆို ကျမကိုတော်တော်စိတ်အနှောက်အယှက်ဖြစ်စေခဲ့တယ်ဟု ပြောခဲ့သည်ဖျားသခင်သည်လေအားကိုဣသရေလအမျိုး၏မိခင်အဖြစ်ရွေးချယ်သောအခါသူမသည်သူမ၏သားသမီးတူးချင်းစီအတွေ့ မြင့်မာသောမျှော်လင့်ချက်ရှိမည်မှာတေကြသည် သူမသည်ပထမဦးဆုံးသားလေးဦးအားသူမ၏ခက်ခဲသော အခြေအနေနှင့်ဆက်ဆက်မှုရှိသောနာမည်များကိုပေးခဲ့သည်သို့သောသမချမ်းစာတွင်မကောင်းသောဇာတ်လမ်းများနှင့်ပတ်သက်လာလျင်ဤသားများသည်လူဆိုးများအဖြစ်ပါဝင်ခဲ့သည် အချို့မှာလူသက်သမားများနှင့်ကျွံကုံကူးသူများအဖြစ်အပြစ်ရှိကြသည် လေအာဤသာယူဒသည်တမာချန်းစာဤအကြီးတန်သော ဖြစ်စဉ်များတည်းမှ လူဆိုးတူဖြစ်သည်ယူဒအပါဝင် လေအာဤသားစဉ်မြင်းဆက်များမှတဆင့်မေရှိယကို ခေါ်ဆောင်လာသည်ဖျားသခင်နှင့်တူသူမည်သူရှိသည်။အခက်ခဲဆုံးသော အခြေအနေများတွင်မမျှော်လင့်မထင်မှတ်ထားသော လူများမှတဆင့်ရွေးနှုတ်ခြင်းအစီအစဉ်ကိုဖျားသခင်ပြုတော်မူ၏ ဒေါနာလေသူမဤမိဘအုတ်ထိန်မှုဆိုင်ရာစိန်ခေါ်မှုအလုံးကိုရင်ဆိုင်နေရစဉ်တွင်ဆုတောင်း၍ဆက်လက်လှုပ်ဆောင်ခြင်းမှတပါ အခြားအဖြစ်မရှိခဲ့ခြင်းကိုတင်ယူခဲ့ရသည်သို့သောသူမကိုစိတ်အနှောက်အယှက်ဖြစ်စေသော ထိုကလေးရော ထိုသားသည်ယခုအချိန်တွင်ကြီးပြင်းအွယ်ရောက်လျက်သူ၏မိခင်ကိုချစ်ခင်လေးစားသူ ဖြစ်နေပါပြီ။ ပြန်ပြောင်းတွေးတောကြည့်ရင်ဒေါ်နာကဒီသားကိုကျမစီကို ပို့လိုက်တာကကျမအကြောင်းနဲ့ကျမဤဖျားသခင်အကြောင်းတစ်ခုခုသင်ပေးဖို့ဖြစ်နေမယ်ဟု ပြောသည် တင်းဘဝတွင်အပြင်းထန်ဆုံးသော စိတ်ပျက်စရာများကိုမြည်သည့်ကန္တတွင်ခံစားခဲ့ရသည်။တင်းသည်ဤအရာမှတဆင့်ဖျားသခင်အကြောင်းမြည်သည့်အရာကိုသင်ယူခဲ့ရသည်။ကောင်းကင်ဘုံရှင်အဖဖျား အရာရာ၌ကိုတော်ကိုယုံကြည်ကိုးစားတတ်ရန် ကျွန်ုပ်အားမဆတော်မူပါသခင်ယေရှုနာမကိုအမိပြု၍တောင်းလျှောက်ပါသည် အာမင် နေ့စဉ်ခွန်အားကို ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တတာများဖြစ်တည်နိုင်ကြပါစေ။